ဂိုဂယ်ကနောက်လာမယ့်၅နှစ်မှာအိန္ဒိယနိုင်ငံမှာအမေရိကန်ဒေါ်လာ15ဘီလီယံယင်းနှိမ့်နယ်မယ်လို့အော်တိုဝါ14ရက်ကထုတ်ပြန်ခဲ့ပါတယ်။အေယာမအချက်လက်စံတာကို၎င်း AI အခြေစိုက်နေရာကို၎င်းဖန်တီးမယ်လို့ဆိုပါတယ်။ဒါဟာအမေရိကန်နိုင်ငံရဲ့ပြင်ပရဲ့တနေရာရမှာကျွန်တော်တို့ယင်းနှိမ့်နယ်မယ်အကြီးမားဆုံး AI အချက်အချာစံတာဖြစ်လာမှာဖြစ်ပါတယ်လို့ Google Cloud အမှုဆောင်ချုပ် Thomas Gurian က New Delhi မှာပြုလုပ်တဲ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။ အိန္ဒိယဇီဝရေးလုပ်ငန်းတွေနဲ့လူပုဂ္ဂိုလ်တွေအကြောင်းမှာ AI tools တွေနဲ့ပတ်သက်ပြီး၎င်း solution တွေနဲ့ပတ်သက်ပြီး၎င်းတောင်းဆိုမှုမြင့်တက်လာနေကြောင်းအိန္ဒိယနိုင်ငံမှာအခုနှစ်ကုန်မှာအင်တာနက်အသုံးပြုသူတန်း900ကျော်ရှိလာမယ်လို့ခန့်မှန်းထားကြောင်း၎င်းကပြောပါရယ်ကိုရီးယားကနောက်လာမယ့်9နှစ်မှာအမေရိကန်ဒေါ်လာ15ဘီလီယံရှိတဲ့ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုကိုကြေညာခဲ့ပြီးတောင်ပိုင်းပြည်နယ်အန်ဒရာပရာဒေ့ရဲ့စိတ်ကမ်းမြို့မှာ gigawatt AI hub ကိုတည်ဆောက်မယ်လို့ဆိုပါရယ်ဖူကေက ဂီဂါဝက်စ်ကရှိတဲ့စင်တာတည်ဆောက်ဖို့စီမံထားတာဖြစ်ပြီးဒါဟာအိန္ဒိယရဲ့အခြားအစီအပိုင်းတွေကိုချိတ်ဆက်ပေးမယ်လို့ဆိုပါတယ်။